ကျွန်တော်တို့အားလုံးလိုလိုကြားနေကြစကားလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့စူးစမ်းရင်ချမ်းသာမယ်ဆိုတာပါပဲအခုကြည့်နေတဲ့သူကအဲ့လိုပဲလက်ခံထားတာလားဒါဆိုရင်တော့ပထမခြေလမ်းမကလေးကလမ်းမရောက်နေနိုင်တယ်လို့ကျွန်တော်ပြောပြရစီဒီနေ့မှာတော့ပတ်စံရှာဖို့ခြင်းနဲ့ပတ်သက်ပြီးတော့လူတွေယုံကြည်ထားတာနဲ့တကယ်လက်တွေ့မှာဘာတွေကွာခြားနေလဲဆိုတာကိုလက်တွေ့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဒီလိုအတွင်းမျိုးကလူတိုင်းရင်ထဲမှာရှိကောင်းရှိနေနိုင်မှာပါ ငါလည်းမနာမနေစူးစမ်းလုပ်နေတာပဲဒါပေမဲ့ဘာလို့ငါမှဘာမှဖြစ်မလာသေးရလဲဆိုပြီးတော့ပေါ့ဒါဆိုရင်ဒီမိကုံးရဲ့နောက်ွယ်ကအဖြစ်ကိုတူတူဖော်ထုတ်ကြည့်ရအောင်ဟုတ်ပါတယ်စူးစမ်းမှုကမဖြစ်မနေလိုအပ်တယ်ဒါပေမဲ့ဒီတစ်ခုတည်းနဲ့တော့ချမ်းသာမယ်ဆိုတာကတော့မဖြစ်နိုင်ဘူးပေါ့တကယ်စမှတ်ဖြစ်ပြီးတော့ချမ်းသာတဲ့သူတွေကစူးစမ်းမှုကိုဘယ်နေရာမှာမှန်မှန်ကန်ကန်နဲ့ဒီစနစ်ချက်ချက်အသုံးချရမလဲဆိုတာကိုပို့ပြီးတော့အာရုံစိုက်ကြတာပဲဖြစ်ပါတယ် ဒါဆိုရင်ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကိုမှန်ကန်တဲ့နေရာမှာဘယ်လိုအသုံးချမလဲဒီနေ့ဗီဒီယိုမှာတော့စိတ်ပညာဉာဏ်များတွေနဲ့လက်တွေ့အောင်မြင်ခဲ့တဲ့ဖြစ်ရပေါင်းများစွာကိုအခြေခံပြီးတော့ထောက်နှုတ်ထားတဲ့အစွမ်းထက်တဲ့လျှို့ဝှက်ချက်၃ခုကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါရီယာပြောသက်သက်မဟုတ်ပဲနဲ့တင်းရဲ့ငွေကြေးဆိုင်ရာအနာဂတ်လမ်းကြောင်းကိုအခြေခံကြကြပြောင်းလဲပေးနိုင်မဲ့ခိုင်မာပြီးတော့ယုတ်တိရှိရဲ့အချက်လေးတွေပဲဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်တို့စလိုက်ကြအောင်။လျှို့ဝှက်ချက်နံပါတ်၁ကပတ်စံနောက်လိုက်ခြင်းထက်ပတ်စံကိုဆွဲဆောင်ပါ။ အဓိကကတော့ကျွန်တော်တို့ mindset ကိုအရင်ပြောင်းလဲပေးဖို့လိုအပ်ပါတယ်။လူများစုဟာအခွင့်အရေးတွေနဲ့ကိုယ့်ရဲ့ client တွေနောက်ကိုပဲလိုက်ပြီးတော့ပတ်စံရှာဖို့ပဲစူးစမ်းတတ်ကြတယ်။ဒီပုံစံရဲ့အဓိကပြဿနာကတော့ကိုကအမြဲတမ်းသူများအရွေးချယ်ခံရဖို့စောင့်နေရတဲ့အနေထားမှာပဲရှိနေပြီးတော့ဇင်းလုံးသမတ်တာနဲ့ပူပေါင်းဆောင်ခွင့်ရဖို့အခွင့်အရေးတွေအလုံးကိုအခြားသူရဲ့လက်ထက်မှာထည့်ထားလိုက်သလိုဖြစ်နေတာပါ။စီးပွားရေးမှာ reverse close လို့ခေါ်တဲ့စိတ်ဝင်စားစရာ concept လေးတစ်ခုရှိပါတယ်။ ိုရိုရှင်းရှင်းလေးနဲ့လူစိတ်သဘောတဘာဝကိုအခြေခံထားတဲ့ concept လေးတစ်ခုပါအဲ့ဒါကတော့လူဆိုတာလွယ်လွယ်ရတဲ့အရာထက်ရားဖို့ခက်တဲ့အရာကိုပိုပြီးတော့တန်ဖိုးထားတတ်ကြတယ်ဒီစိတ်ကိုပဲအုံချပြီးတော့လှုပ်ဆောင်ကြတာပဲဖြစ်ပါတယ်ဒီသဘောတရားကိုပိုပြီးတော့ရှင်းသွားအောင်လို့ဥပမာလေးနဲ့ပြောပြပါရစေရေချင်းတူညီတဲ့ဆီယံဝန်နှစ်ယောက်ရှိတယ်ဆိုကြပါစို့ပထမဆီယံဝန်တစ်ယောက်ကစေကန်းငယ်လေးမှအချိန်ပြည့်ရှိတယ်ကြိုက်တဲ့အချိန်သွားပြလို့ရတယ်နောက်တဲ့ဆီယံဝန်တစ်ယောက်ကကြတော့ နှစ်ပတ်လောက်ပုံကင်ကြုံရတယ်စောင့်ရတယ်ရချင်းရဖို့လည်းအမတန်းမှခက်တယ်စေကူသားစေကပထမဆရာဝန်ထပ်ပုံများတယ်ဆိုရင်တော့မှသူ့စီကိုလူများစုကသွားကျင်ကြပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီစောင့်ရတယ်ပုံကင်ကြုံရတယ်သူနဲ့ပြဖို့ခက်တယ်ဆိုတဲ့အချက်တည်းအားပဲလူတွေကသူ့ကိုပို့ပြီးတော့တော်တယ်တန်ဖိုးရှိတယ်လို့ထင်သွားစေတာပဲဖြစ်ပါတယ်ဒါကရှားပါမှုကိုအတုံးချပြီးတော့ကိုယ်တန်ဖိုးကိုမြင့်တင်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်အဲ့လိုမျိုးဆွဲဆောင်နိုင်အောင်ဘယ်လိုလုပ်မလဲ။ အရင်ကလောဆောင်ရမယ့်အဆင့်၃ဆင့်ရှိပါတယ်ပထမဆင့်ကတော့သတင်းချဲ့လက်ကအရင်မြင့်ဖြစ်ပါစေပေါ့ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာကိုကအချက်အလက်တွေနီးပညာတွေဒါမှမဟုတ်ခရီးစီးကြောင်းအသစ်တွေကို မျှဝေပေးနိုင်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားရတာပဲဖြစ်ပါတယ်ဒါမှသိုံချားသူတွေကယုံကြည်အားကိုးလာနိုင်ပြီးတော့ဒီလိုနီးနဲ့ကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်နေပါတယ်နံပါတ်၄ချက်ကတော့ရှားပါမှုကိုဖန်တီးပါကိုယ့်ရဲ့ချိန်ကိုအကန့်အသတ်မရှိပေးတာမျိုးလုံးဝမလုပ်မိပါစေနဲ့။ကိုနဲ့ပူပေါင်းဆောင်ရွက်ခွင့်ရတာ အလုံးတူတူလောက်ခွင့်ရတယ်ဆိုတာကိုကသူတို့အတွက်အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာကိုသူတို့ခံစားပါစေပေါ့နံပါတ်3ချက်ကတော့ကိုယ့်ကိုရှာဖွေဖို့လွယ်ကူတဲ့ platform တွေကိုဖန်တီးထားတာလူတွေကတင့်ကိုအလွယ်တကူရှာဖွေဆက်သွယ်လို့ရမယ် social media တွေဒါ online ဖွဲ့စည်းတွေလိုမျိုး platform တစ်ခုကိုတည်ဆောက်ထားပေးဖို့လိုအပ်ပါတယ်လေဘောချက်နံပါတ်2ကတော့ပြန်ပတ်နေပြီးတော့အကျိုးမြတ်ပုံများတဲ့နယ်ပယ်ကိုရွေးချယ်ပါဒီပိုင်းကတော့အဓိကပြောချင်တဲ့ ိုကဘလောက်စူးစမ်းရမယ်ဆိုတာထက်ဘယ်နေရာမှာမမှန်ကန်ကန်စူးစမ်းရမလဲဆိုတာကပိုပြီးတော့အရေးကြီးတယ်ဆိုတာပဲဖြစ်ပါတယ်။တင်ရှင်ပြိုင်နေရတဲ့လုပ်ငန်းနယ်ပယ်ကတဲ့ရဲ့အောင်မြင်မှုအတွက်အဆုံးဖြတ်ပေးနိုင်တဲ့အရေးကြီးဆုံးနယ်ပယ်တစ်ခုပဲဖြစ်ပါတယ်။အချို့လူတွေကတင်းငယ်တဲ့စီးပွားရေးကြီးကိုတော့မှအကြီးကြီးဖြစ်အောင်လုပ်နိုင်ကြပေမဲ့တချို့ကတော့ခွင်လန်းကောင်းလေးတွေကိုတော့မှတင်းငယ်တဲ့အလုပ်လေးတစ်ခု ဖြစ်ပဲအဆုံးသတ်သွားတတ်ကြပါတယ်။ဒီကောချာချာဟာသူတို့ရွေးချယ်လိုက်တဲ့နယ်ပယ်ကြောင့်ပဲဖြစ်ပါတယ်။ တင်ရကအကျိုးမြတ်နေပါတဲ့နေပယ်မှာအလွန်မင်းစူးစမ်းနေမယ်ဆိုလို့ရှိရင်တော့တင်ရရှိမှာကပင်ပန်းမှုတက်တက်ပဲဖြစ်နေပါလိမ့်မယ်။အကျိုးမြတ်များတဲ့နေပယ်ဆိုတဲ့နေရာမှာအဓိကလက္ခဏာနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့သတင်းချက်လက်တွေကဟာချက်။ကိုကသူများတွေမသိတဲ့အသိပညာတစ်ခုဒါမှမဟုတ်ရင်အရင်းမြစ်တစ်ခုကိုပိုင်ဆိုင်ထားတာမျိုးပေါ့။အခြားသူတွေအတွက်ရရှိဖို့ခက်ခဲပြီးရောရှားပါနေတဲ့ဟာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။နံပါတ်၄ချက်ကတော့ဝင်ရောက်ဖို့အတွက်အတားအဆီးတွေများတာ။ လုပ်ငန်းနယ်ပယ်တစ်ခုတည်းကိုဝင်ရောက်ဖို့အတွက်ဆိုလို့ရှိရင် လွယ်ကူမနေဘူးဒါမြင့်မားတဲ့ကျွမ်းကျင်မှုတွေငွေကြေးရင်းနှီးတွေရည်ချင်းတွေရှိဖို့လိုအပ်နေတာမျိုးပေါ့ဒီချက်တွေကပဲပြိုင်ဘက်အများစုကိုအလိုလိုရှင်းထုတ်ပေးပြီးသားဖြစ်နေပါလိမ့်မယ်အောက်ခဇာလီနဲ့ကြည့်ရင်ပိုပြီးမြင်ရတာရှင်းသွားမယ်ထင်ပါတယ်တော်တော်များများတီးကြတယ်ဒါဥအောင်ရဲ့ဥမာနဲ့ပဲကြည့်ရအောင်တစ်ဖက်မှာကတော့ကောင်းရတဲ့တစ်ဖက်မှာကတော့ရွှေလုံငန်းရှင်ပေါ့ ဒီဘက်မှာကြတော့ဒါဝင်ရတာလွယ်တယ်ပြိုင်ဆိုင်မှုတွေလည်းများမယ်မျက်စွန်းတွေလည်းနည်းမယ်အဲနောက်ဘက်တစ်ဖက်မှာကြတော့ဒါပညာရဲ့တစ်ခုကိုတော့တီချာတက်အောင်ပါပေါ့နောက်နောက်တစ်ခုကကြတော့ပြိုင်ဆိုင်မှုတွေလည်းနည်းမယ်ဒါအမျက်စွန်းတွေလည်းများတယ်ပေါ့အဲဒါကြောင့်မလို့သင်ဟာစူးစမ်းရင်ပြီးရောဆိုရဲဆွဲလန်းမှုကနေပြီးတော့ယုံထွက်ပြီးရောသင်ရောက်ရှိနေတဲ့ nebel ရဲ့အကျိုးအမြတ်ပုံများနိုင်တာကိုစတင်လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်အဲ့တော့စိတ်နေသဘောထားကလည်းမှန်ပြီး ရှင်ပြန်ရမယ့်နေရာကလည်းမှန်ပြီဆိုရင်နောက်ဆုံးနဲ့အရေးကြီးဆုံးလျှို့ဝှက်ချက်ကတော့ကျွန်တော်တို့ရဲ့စ조사မှုကနေအကျိုးမြတ်ကိုအစာပေါင်းများစွာဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာပဲဖြစ်ပါတယ်။အဲ့တော့လျှို့ဝှက်ချက်နံပါတ်3အလိုလျောက်အလုပ်လုပ်တဲ့စစ်ဆန်တစ်ခုကိုတည်ဆောက်ပါ။လူများစုကသူတို့ရဲ့ကိုယ်ပိုင်ခြင်နဲ့လှုပ်အားကိုသုံးပြီးရောအုတ်တချက်ချင်းစီအိမ်ဆောက်တလိုမျိုးပတ်စံရှာနေကြတာပါ။ဒီပုံစံနဲ့အများဆုံးရှာနေတဲ့ဝင်ဝင်ကအကန့်အသတ်ရှိတယ်။ဒီနေ့မှ24နိုင်ပဲရှိရဆိုတော့အချိန်ကအကန့်အသတ်ရှိတာပေါ့။ တကယ်ချမ်းသာကြွယ်ဝတဲ့သူတွေဆိုလို့ရှိရင် system တစ်ခုကိုတိစောက် တတ်ကြပါတယ် system ဆိုတာကတင်အိတ်နေတဲ့အချိန်မှာတော့မှတင်အတွက်ဝင်ငွေရှာပေးနိုင်တဲ့စနစ်တစ်ခုလုပ်ငန်းစဉ်တစ်ခုဒါမှမဟုတ်ရင်ကွန်ပျူတာတစ်ခုပဲဖြစ်ပါတယ်ဒီနေရာမှာအဓိကပုံစံ၃မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ကွန်ပျူတာအဖြစ်ပြောင်းလဲတာပေါ့သင်ရဲ့အသိပညာနဲ့အတွေ့အကြုံတွေကိုသင်တန်းတွေ software တွေဒါမှမဟုတ် ebook တွေလို့အချင်းချင်းပွားပြီးတော့ထုတ်လုပ်နိုင်တဲ့ ုံပစ္စည်းအဖြစ်ပြောင်းလဲလိုက်ပါတစ်ချိန်မဲ့ဖန်တီးထုတ်လုပ်ပြီးတော့အချိန်ချင်းပြန်ရောင်းချနိုင်တာကြောင့်တင်းရဲ့အချိန်တန်ဖိုးကိုအစာပေါင်းများစွာတွန်းမြင့်ပေးနိုင်မှာပဲဖြစ်ပါတယ်နံပါတ်၄ချက်ကတော့အဖွဲ့စည်းတွေတိစောက်တာပေါ့ဝင်လန်းတွေခန့်အပ်ပြီးတော့တာဝန်လွှဲအပ်ခြင်းအပြင်တင်းရဲ့ဝင်ငွေဟာတင်းတယောက်တည်းရဲ့အချိန်တွေပေါ်မှာမူမတည်နေတော့ပဲအဖွဲ့သားအားလုံးရဲ့စုပေါင်းစူးစမ်းမှုပေါ်မှာမူတည်လာပါလိမ့်မယ်နံပါတ်၃ကတော့ငွေကြေးရင်းနှီးရောအသုံးပြုတာ ယင်းဤမြုံနံမှုတွေပြုလုပ်ခြင်းအပြင်ပတ်စံကတင့်အတွက်အလုံးလုံးပေးမှာပဲဖြစ်ပါတယ်။ပတ်စံကနေပတ်စံပြန်ရှာတဲ့အချိန်နှုန်းအကြတော့လူတွေအလုံးလုံးတာတာပို့ပြီးတော့ညံပြီးပို့ပြီးတော့ထိရောက်လေးရှိတယ်ပေါ့။အခုချက်ချင်းပဲကိုကိုကိုမိကွန်းတစ်ခုမေးကြည့်လိုက်ပါ။ကိုယ့်ရဲ့ဝင်ငွေကကိုအလုံးလုံးတာရက်လိုက်ရင်ပျောက်ွယ်သွားမှာလား။အဖေကဟုတ်တယ်ဆိုရင်တော့တင့်အတွက်အလိုလျောက်အလုံးလုံးပေးမဲ့ system တစ်ခုကိုတည်ဆောက်ပေးဖို့လိုအပ်နေပြီဖြစ်ပါတယ်။ကဲဒါဆိုရင် ခုနပြောသွားတဲ့လျှက်ဝက်ချက်၃ခုကို ပြန်ပြီးတော့ခြုံငုံကြည့်ရအောင်။ သင်ဟာချမ်းသာကြွားမှုကိုအချိန်ကုန်တက်တာနဲ့တိတိယောက်နဲ့တိဆောက်ခြင်းနဲ့ဆိုရင်ဒီလျှော့ချက်သုံးခုကိုအမြဲတမ်းရပေးဖို့လိုအပ်ပါတယ်။နံပါတ်၁ချက်ကတော့ပတ်စံနှက်ကိုလိုက်မဖမ်းပါနဲ့ကိုယ်စီလာအောင်ဆွဲဆောင်ပါ။နံပါတ်၂ကတော့ပြိုင်ဘက်နေပြီးတော့အကျိုးမြတ်ပုံများနိုင်တဲ့နေပဲကိုတေချာရွေးချယ်ပါ။နံပါတ်3ကတော့ကိုယ့်ကိုအလိုလျောက်လှုပ်လှုပ်ပေးနိုင်တဲ့ဝင်ဝင်ရှာပေးနိုင်တဲ့ system တစ်ခုကိုတည်ဆောက်ပါ။ဒီ3ချက်ကပဲကြွယ်ဝမှုစုကိုတွားတဲ့လမ်းပြမြေပုံပါပဲ သင်ရဲ့စ조사အားထုတ်မှုနဲ့အချိန်တွေကိုဒီလမ်းကြောင်းသုံးခုပေါ်မှာသာတိတိကျကျရင်းနှီးမြှုပ်နှံလိုက်ပါဒီလိုလှုပ်ဆောင်ခြင်းအပြင်သင်ရဲ့ကြွယ်ဝချမ်းသာမှုဟာသင်စေကူထထက်ကူမှာပို့ပြီးတော့မြင်မြန်နဲ့တိတိကျကျခရီးပို့ရောက်မယ်ဆိုတာကိုကျွန်တော်အာမခံပါတယ်စုံသက်အနေနဲ့မိကုံးလေးတစ်ခုထားခဲ့ခြင်းပါတယ်အခုကိုစိုက်ထုတ်နေတဲ့အင်အားနဲ့အချိန်ကနေ့စဉ်လှုပ်အားမှာပဲကုံဆုံးနေတာလား ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်အကျိုးအမြတ်တွေကိုအစာပေါင်းများစွာပြန်ရစေမယ့်အလုပ်တွေကိုတည်ဆောက်တဲ့နေရာမှာအသုံးပြုနေတာလားဆိုတာပါပဲဒီမိကွန်းရဲ့အဖြေပေါ်မှာပဲကိုယ့်ရဲ့ဗန်ဒိုင်းရဲ့အနာဂတ်ကအများကြီးမူတည်နေမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Money Man မြန်မာ Channel ရဲ့တင်ဆက်သူကိုစောပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်